ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဟိုပိတ်သက်ကိုပြောချင်တာတက်ပေါ့နော်အခုဒီရပန်းတွင်းမှာလမ်းပေါ်မှာမြင်တွေ့လိုက်ရတဲ့မင်းသားကြီးဦးနေအောင်ရဲ့အင်တာဗျူးတစ်ခုကိုမြင်လိုက်တဲ့အချိန်မှာတော်လေးရင်နှန်းမှာစိတ်လဲတူနေတယ်ပေါ့နော်အဲ့တော့ပိတ်သက်ပြည်သူကိုပြောချင်တာထက်ဦးနေအောင်ကိုတိုက်ရိုက်ပြောချင်တဲ့ vlog ဆိုရင်ပိုပြီးမှန်ပါလိမ့်မယ်အဲ့ဒီနေ့ဒီ season မှာတော့ အရင်အရင်ရလို့တိတ်တော့ရှည်ရှည်ဝေးကျွန်တော်ပြောမှာမဟုတ်ပါဘူးအဓိကကျွန်တော်ဦးနေအောင်ကိုရင်းလို့ကျွန်တော်ကျွန်တော်ကိုကျွန်တော်မိတ်ဆက်ပြရစီဦးနေအောင်မြင်ရင်တော့ကျွန်တော်အခုချိန်မှာတော့နည်းနည်းဇဝေဇဝါမိနေကောင်းမိပါလိမ့်မယ်ကျွန်တော်ကဦးနေအောင်နဲ့တစ်ချိန်ကရုပ်ရှင်ကားပေါင်းမြောင်များစွာရိုက်ခဲ့ပူတော့ ရိုက်တာဘိတ်ကလာတဲ့ငံပြာကြီးရဲ့မြေးပါရိုက်တာတီကကျော်ဆိုးရဲ့တူပါကျွန်တော်ဖုန်းနဲ့ရိုက်ခဲ့တဲ့ကားတွေကိုပြိဿလည်းတိအောင်ဦးနေအောင်လည်းပြန်ပြီးတော့အမှတ်ရအောင်ဒီနေရာမှာတော့အစတော့ကျွန်တော်ပါလို့ပြောမလို့ပါပဲဦးနေအောင်ကိုယ်တိုင်လည်းကျွန်တော်ငငယ်စဉ်ခါလေးကမင်းနဲ့ဦးနေအောင်ကျွန်တော်ချီခဲ့တယ်ပါလေးပါလေးဆိုပြီးတော့ဦးနေအောင်ကိုချစ်ခဲ့ကြတယ်ဗောနော်ကျွန်တော်ကိုယ်တိုင်လည်း လေးစားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်သားလို့ပြောရမယ့်ဟာကိုဒီနေ့ကျွန်တော်ရင်းနှီးမှာပြောမထွက်ဘူး။အဲ့တော့ကျွန်တော်လို့ပဲငန်းသားသုံးပြပါဘောနော်။ကျွန်တော်အဖိုးနဲ့ဦးနေအောင်နဲ့ရိုက်ခဲ့တဲ့ကားရဲ့ဆိုရင်ပြည်သက်အနေနဲ့ပြောင်းပြီးမှတ်မိမှာစင်ဘဘူးရဲ့နောက်ဆုံးဘဘူးနောက်ဆုံးဘဘူးရိုက်သွားပြီးတော့ဘူကိုလိုင်းတော်မှမကြည့်လိုက်ရတဲ့ခုနှစ်ဖော်မောင်းတဲ့ရုပ်ရှင်ဇက်ကား ဘူးနဲ့အမှတ်မိပါပါအဖိုးအနုပညာလောကကိုဘယ်လောက်ဒီအချစ်တယ်ကျွန်တော်တို့ဒီအနုပညာမျိုးရိုးဘယ်လောက်ဒီစစ်တယ်ဆိုတာဘူးနဲ့အောင်အသေးဆုံးပါကျွန်တော်ဘူးနဲ့အောင်အင်တာဗျူးကြည့်တဲ့အချိန်မှာအရင်လဲစိတ်မကောင်းဖြစ်သွားတယ်ကျွန်တော်တို့နိုင်ငံအတွက်လဲကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်ဗောနော်အဲ့ ခုနပေါ်မောင်းတဲ့ရုပ်ရှင်ကကျွန်တော်ပါတီ channel မှာပဲစူရိုစောက်ပြီးတော့ရိုက်ခဲ့တာအဲ့ဒီအချိန်တုန်းကကျွန်တော်ဆိုငငယ်လေးပဲရှိပါသေးတယ်။အဲ့ဒီရှိမှရိုက်ခဲ့အသေးပေါင်းချစ်တယ်ရုပ်ရှင်ဇာတ်ကောနော်ကျွန်တော်ဦးလေးဦးတရကျော်ဆိုနေလေအများကြီးရိုက်ခဲ့ပါတယ်။မိုင်းဝင်းမြင့်မြန်းစမ်းလမ်း30ဆိုရင် ဲ့ဒါဒီရကျော်ဆိုရဲ့ဥနေအောင်ရေတော်တော်များပြည့်သက်လက်ခံခဲ့တဲ့ကပါကျွန်တော်ကိုယ်တိုင်လည်းဥနေအောင်နဲ့မကြောမကြိုက်တဲ့ကြောင်မိုက်ရွှေရှင်ကားမှာဥနေအောင်အနီကနေတာထွန်းအနီမေဆွေတွေပါတဲ့ကားမှာကျွန်တော်ဥနေအောင်ရဲ့တားနေရကနေကျွန်တော်တိရုပ်ဆောင်ပြီးတော့ရိုက်ခဲ့တာပါကျွန်တော်အောင်မြင်လာတဲ့တစ်ချိန်ကျွန်တော်ဒရိုက်တာပြင်းတရားရေလို့ဖြစ်လာတဲ့အချိန်မှာလေဥနေအောင်နဲ့ ကားရေးစုံမှုပါတယ်။ဦးလျောင်မင်းနေမှာစိုးလို့ကျွန်တော်ပြန်ပြီးအမှတ်ပေးပါမယ်။တဲနန်းတော်ဆိုတဲ့ဗီဒီယိုစကားလေးပါ။ဦးလျောင်ရဲ့အနီဝဝအောင်ရဲ့မင်းသားတက်နေမင်းမီချမ်းမီမီကိုပေါ့နော်။အဲ့ကားမှာဦးလျောင်ပြောခဲ့တဲ့စကားလေးတစ်ခုကိုကျွန်တော်ဒီနေ့ထိကျွန်တော်မှတ်မိတယ်။ဘာကြောင့်ကျွန်တော်မှတ်မိနေရလဲဆို ဦးနေအောင်အပေါ်မှာအနုပညာအရာကိုတပါအရာကိုကျွန်တော်လေးစားခဲ့လို့ဦးနေအောင်မှတ်မိမှာပါအဲ့ဒီမှာတေးဦးဆောင်တဲ့မင်းသားလေးအကယ်ဒမီပေးတဲ့နေ့မှာပေါ့နော်ဇာဝင်ငန်းရအကယ်ဒမီပေးတဲ့နေ့မှာဦးနေအောင်ကကျွန်တော်တညင်မှာရိုက်တာပါတားရဲ့အကယ်ဒမီပေးပွဲကိုဟုတ်ပြီနော် TV မြမအတန်ကနေကြည့်ကြင်လို့ line မကြည့်တဲ့အခါမှာ TV အန်တနာတိုင်လေးကိုတညင်စစ်စီတော့အေးပါဦးနေအောင်မှတ်မိပါလိမ့်မယ်။ లై မကြည့်လို့ TV အန်တနာတိုင်လေးကိုတက်လှဲပြီးတော့တားရဲ့အကယ်ဒမီပွဲပွဲကို TV ဖန်သားပြင်ရနေကြည့်ခြင်းလို့တေးဥဆောင်ရဲ့ဇဝင်ကမ်းမှာပါကအကယ်ဒမီပွဲမှာအကယ်ဒမီရသွားပြီဆိုတာအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးဦးနေအောင်ရေဝန်းနာကြပြီးတော့စေမကောင်းဖြစ်ပြီးတော့နောက်ဆုံးသက်သေးမှာဆုံးသွားတဲ့ဇဝင်ကမ်းလေးဦးနေအောင်မှတ်မိပါလိမ့်မယ်။ သဲနန်းတော်လို့ကျွန်တော်ရိုက်ခဲ့တဲ့ဗီဒီယိုဇာတ်ကဒရာမာကားလေးပါအဲ့ကျွန်တော်ဦးနေကကျွန်တော်ဘာပြောခဲ့လဲဆိုတော့တားရည်တဲ့နောက်ဆိုရင်လေးလေးကိုဒရာမာကားတွေလာမငားပါနဲ့တော့တဲ့ဘာဖြစ်စော့လေးလေးတို့အသက်အရွယ်ရလေးလေးမှလည်းနှလုံးနဲ့ပတ်သက်ပြီးတော့ပြဿနာတခုရှိတယ်တဲ့လေးလေးအဲ့လိုမျိုးတွေဒရာမာကိုစိတ်နှစ်ပြီးအရန်လုပ်တဲ့အခါကျရင်လေးလေးမခံနိုင်ဘူးတော်ပြီးတဲ့လေလို့အသက်ကြီးပြီးတဲ့ငါသားတို့ငါတူတို့ အာသာကားလေးပဲကောင်းပါလေဆိုပြီးဦးနေအောင်ပြောခဲ့တာအဲ့စကားကြားတော့ကကျွန်တော်ဦးနေအောင်ကိုနှလုံးသားနုလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တာဒီနေ့ဦးနေအောင် USDB နဲ့ interview မှာကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့အရန်လေးစားခဲ့တယ်ခင်ခဲ့ရတဲ့ဦးနေအောင်ရဲ့စိတ်ဓာတ်ကကျွန်တော်ရိုင်းတော့ရခွင့်မပါကျွန်တော်ထင်ခဲ့တဲ့နှလုံးသားနုနယ်မှုဆိုဦးနေအောင် စက်မှမရှိဘူးဒီလောက်ဆိုရင်ကျွန်တော်မလူလဲတဲ့ဦးနေအောင်ဒီမှာပါလက်ရှိကျွန်တော်ကအမေရိကန်နိုင်ငံမှာနေပါတယ်မြန်မာနိုင်ငံကိုကျွန်တော်ပြန်ဝေးမိတာလက်ရှိကိုမြန်မာနိုင်ငံသားစရင်ကဒီကျွန်တော်ကိုထုတ်ပယ်ခံထားတဲ့အထိဥရောပြောနေတဲ့စစ်အစိုးရဘက်ကနေကျွန်တော်ယုံပါတယ် ကျွန်တော်ကတော့ဦးနေအောင်စက်သက်သားသမီးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အမှုပညာတိုင်ဝမ်ကလာတဲ့အမှုပညာသားသမီးဆိုတာဦးနေအောင်ဦးနေအောင်လို့လဲစက်သက်အတိုင်းဝမ်ကလာလို့စက်သက်ကိုထိလို့မခံနိုင်လို့ကျွန်တော်လည်းအမှုပညာအတိုင်းဝမ်ကလာကျွန်တော်ကအမှုပညာအတိုင်းဝမ်ကိုထိရင်ကျွန်တော်လည်းမခံနိုင်ဘူးကျွန်တော်တို့မျိုးရိုးဆက်ဆက်တို့ခဲ့တဲ့အမှုပြနေအောင်ကျွန်တော်အဆုံး တပ်လိုက်တာဦးနေအောင်ဘာကြောင့်လဲဆိုတာဦးနေအောင်ပြောပြတယ်။ကျွန်တော်အဖိုးလက်ထက်ကလုပ်ခဲ့တယ်။အဖိုးမရှိတဲ့ချိန်မှာဦးလေးအမေဟောကျွန်တော်ဟာအမှုပညာဘယ်မျိုးရောစဉ်းသက်လာလဲဆိုတာဦးနေအောင်ကောင်းကောင်းသိတယ်ဒါပေမဲ့ကျွန်တော်ချစ်တဲ့အမှုပညာကိုကျွန်တော်တော်လုံးကျွန်တော်စွန့်လွှတ်လိုက်ပြီ မြန်မာနိုင်ငံကဘယ်တော့မှမပြောင်းတော့ဘူးဆိုပြီးတော့ကျွန်တော်များနိုင်ငံထွက်လာတာနှစ်ချက်ရှိတယ်ပထမတစ်ချက်ကဒါကျွန်တော်အမြင်နဲ့ပြောနေတယ်ကျွန်တော်အမှုပညာလောကမှာမကောင်းတဲ့ဇယိုက်တွေမကောင်းတဲ့လူတွေပျက်စီးနေတဲ့အရာတွေအားလုံးကိုကျွန်တော်ကြောက်ခံကြလို့နောက်တစ်ခုကကျွန်တော်အားပေးခဲ့တဲ့ပရိသတ်တွေကျွန်တော်ထမင်းကျွေးခဲ့တဲ့ 就那他妈的，他那的皮都都烂了。就那大家洗白的塑料，就那瘪的很了。就那以前吃的里边那苦肉面，就那生肉开胃的，就那没一点皮，当初脱了东西了。哎呦！ င်းတော်တို့ကိုယ်တိုင်လဲချိန်မှာမင်းသားဖြစ်စဉ်ခေါင်းတော့ကျွန်တော်တို့ဦးလေးတွေကျွန်တော်တို့အဖိုးတွေနဲ့ဘလို့ဒီအစီမပြေမှုတွေအစီမပြေမှုဆိုတာဒါကျွန်တော်ရှင်းပါတယ်ကျွန်တော်တို့ဒရိုက်တာတွေကတော့မင်းသားတွေအပေါ်မှာအမြဲတမ်းအမြဲတမ်းဒီလိုပဲအောက်ချခံဒီလိုပဲခေါင်းကိုခံပြီးတော့ရိုက်ခဲ့ရတာအဖိုးတွေခစ်ကောဦးလေးတွေခစ်ကောကျွန်တော်တို့ခစ်ထီရောဒါရှင်းရှင်းပြောရင်ဦးလေးအောင်တို့လိုမင်းသားတွေ လူပါဟုမာကေလို့ကျွန်တော်တို့ဒရိုက်တာတွေဒီနေခဲ့ရတာဒါမဲ့ကျွန်တော်ကလူပိသားဆိုတာကျွန်တော်ပိတ်သက်ကိုကျွန်တော်ဂတိပေးတဲ့အချိန်ကျွန်တော်ဘယ်အမှုပညာရှင်ရဲ့မကောင်းချောင်းကကျွန်တော်ထပ်မပြောရဘူးဆိုတဲ့အတွက်ကြောင့်ဒီနေ့မှာကျွန်တော်ဥမီအောင်ရဲ့မကောင်းချောင်းကိုကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ပြန်မပြောတော့ဘူးဟယ်လိုကျွန်တော်အခုမေးချင်တာကဥမီအောင်ကိုရော ဥနေဝင်ရမှာဆိုတဲ့ USDP ကြက်တိုင်ဖွံ့ဖြိုးရေးအသိန်းကိုကျွန်တော်မေးပါတယ်မြန်မာပြည်မှာဘယ်သူမှမမေးဘူးကျွန်တော်တို့ကအဝေးမှာနေတယ်လို့အဲ့တော့ကြောင့်မြန်မာတနိုင်ငံလုံးရဲ့ကိုစားကျွန်တော်မေးပါတယ်ဦးသိန်းစိန်အစိုးရလက်ထက်တော်ဟုတ်ပြီနော်အဲ့ဒီအစိုးရကော အာနာမလွဲပေးခင်ကာလမှာဝန်ကြီးဌာနကြီးရဲ့ဘတ်ဂျက်ဒီအကုန်လုံးကိုကိုအောင်တုံးဆွဲခိုင်းခဲ့တယ်ဆိုတာဦးနေအောင်သိပါတယ်။ဒါပါလေ။နောက်အစိုးရလက်ထက်မှာတိုင်းပြည်ရဲ့ဘန်နာမကြက်အောင် ရှိသမျှဝန်ကြီးဌာနကြီးအကုန်လုံးဘတ်ဂျက်ကိုတုံးဆွဲခိုင်းခဲ့တာ။တရားအစင်းမောင် 1400ကျော်စာရွက်ပေါ်မှာအစွဲပြပြီးဘတ်ဂျက်ကိုဖြောက်ခဲ့တကယ်လက်တွေမှာအစဉ်990ပျောက်နေတယ်အဲ့ဒါဦးနေအောင်သိပါသလားတမူးကြီးတဲ့ကားတွေအော်ဒီတွေအစီ900ကျော်ကိုအာဆီယံအကြောင်းပြပြီးဝယ်ပြီးစက်တက်ရဲ့ဂိုဒေါင်ထဲမှာအကုန်တင်းထားခဲ့တာ အဲ့ဒါဦးနေအောင်သိပါသလားအနေဒီအစိုးရတက်လာတဲ့အချိန်မှာတိုင်းပြည်ရဲ့ဘတ်ဂျက်ကိုချက်ချင်းထုတ်လို့မရအောင်တနစ်ခွဲနေမှာထုတ်ရမယ်ဆိုတဲ့ဥပဒေကိုလွတ်တော်မှာကြိုတင်ပြီးတော့ဆုံးဖြတ်ခဲ့တာအဲ့ဒါဦးနေအောင်သိပါသလားအဲ့ဒါဘာလို့တားလဲနောက်တက်လာမယ့်အစိုးရလက်ထဲမှာဘန်တာမရှိရင်ဘာမှလုပ်လို့မရဘူးဒီအစိုးရဘာမှ တက်လာပြီးဘာမှဖြစ်မလာဘူးဆိုတာကိုပြည်သူလူထုကမြင်အောင်စောက်ကြည့်ရုပ်ရုံမှာသွားတာအဲ့ဒါဦးနေအောင်အခုအသေးသေးကချစ်ပါလေဆိုတဲ့ USDB ရဲ့လုတ်ရပဲတနိုင်ငံလုံးမှာရှိတယ်ဝန်ထမ်းတွေရဲ့လစာတလစာ꽌ပဲခြံထားခဲ့တာအဲ့ဒါကို NDP ပါတီကတိုင်းပြည်မှာရှိတယ်စီးပွားရေးလုပ်ငန်းရှင်တွေ ခရိုနီဒီစီကနေပူပါပြီးအဲ့ဒီပတ်စံတွေဝန်ထမ်းတွေကိုလာစားပေးခဲ့တာအဲ့အကြောင်းအရာတွေဥညောင်သိတယ်ကျွန်တော်တို့အရွယ်ဒီတော်မှသိဥညောင်တို့လို့အရွယ်မျိုးပို့ပြီးသိတယ်ဗတ်တိုင်းပြည်ကိုချစ်တာငါတို့ပါတီကိုပဲချစ်တာ ဦးနေအောင်စဉ်းစားကြည့်ပါဦးနေအောင်အများကြီးကြည့်ပါပြီဦးနေအောင်ပြောလို့ပဲ use your brain ဘုံနဲ့စဉ်းစားလို့ရပါတယ်ဒီချိန်မှာရေကောက်ပဲလုပ်ပြီးတက်ဖို့ပါတီပဲအနိုင်ရမယ်ဒါဒီ100%တေးကြတယ်အဲ့ဒီအတွက်ကြောက်မှုဦးနေအောင်ဒီချိန်မှာဒီစကားမျိုးထပြီးဝင်းရံပြီးအကျိုးလိုလိုညောင်ရီလောင်းလာလို့ပဲကျွန်တော်ကတော့ဒဲပြောတယ် ျွန်တော်တို့ကဥညောင်းလုံးစာအများကြီးငယ်ပါတယ်ပါလီတားလေးလို့ခေါ်ခဲ့ရတဲ့ဥညောင်းလုံးရဲ့လက်တွဲခဲ့တဲ့မိတ်ဆွေတွေရဲ့တကယ်ဆွေမျိုးသားရင်းတွေပါဒါမှကျွန်တော်တို့တိုင်းပြည်အတွက်လှုပ်ပေးရမယ့်အရာလှုပ်တဲ့လှုပ်ထိုက်တဲ့အရာကိုကျွန်တော်တို့လုပ်တယ်တားရမယ့်လမ်းစစ်အမှောင်ကျွန်တော်တို့ရွေးချယ်တယ်ဒါကျွန်တော်တို့လူငယ်ဖြစ်နေ ုဦးနေအောင်အင်တာဗျူးထဲမှာပြန်ပြီးဦးနေအောင်ပြန်ကြည့်ပါစစ်တပ်ကိုတော်လှန်တဲ့လူတွေအကုန်လုံးကိုဒီလောက်ရမယ်ဆိုတဲ့ကိစ္စတစ်ခုပါဦးနေအောင်ပါဇက်ကပြောထွက်တယ်ဗျာအခုလေစန့်ကျင်တဲ့လူတွေအကုန်လုံး ဦးနေအောင်ပြောလို့ပဲလုပ်နေတာပဲလေအာဒီနေရှိရှိနေတဲ့ပြည်သက်တွေရောနည်းနည်းကျွန်တော်တို့စိတ်အောင်ရှက်ဖြစ်သွားတယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ပြီးသားတဲ့ခရီးတိုင်းမှာ ျွန်တော်ပဲအနည်းပညာရှင်ရဲ့အတွင်ကြီးရောမကောင်းကြောင်းကျွန်တော်မပြောဘူးလို့ခရီးပေးတဲ့အတွက်ကြောင့်ကျွန်တော်လူပိသစွာကျွန်တော်ခရီးကျွန်တော်တီးစွာဖြစ်ယနေ့မှာကျွန်တော်ဦးနေအောင်ရဲ့အကြောင်းကိုတော့ကျွန်တော်မပြောပြရစေနဲ့ကျွန်တော်အဖိုးကြီးကျွန်တော်ဦးလေးဒီဖျားသိတယ်သူဘလို့လူလဲဆိုတာဖျားသိတယ် ကျွန်တော်အခုပြောနေတာတဖက်ပိတ်ပြီးကျွန်တော်ပြောနေတာမဟုတ်ဘူးဗျာကျွန်တော် NLD ပါတီကျွေးခဲ့တဲ့ထင်မင်းကျွန်တော်စားခဲ့တာမဟုတ်ဘူးကြက်ကန်ဖွေကြီးကျွေးခဲ့တဲ့ထင်မင်းကျွန်တော်စားခဲ့တာမဟုတ်ဘူးကျွန်တော်အားပေးခဲ့တဲ့ပရိသတ်ပြည်သူကကျွေးတဲ့ထင်မင်းကိုပဲကျွန်တော်စားခဲ့တာအဲ့ဒီအတွက်ကြောင့်မို့ပရိသတ်ပြည်သူကိုပဲကျွန်တော်ပြန်ပြီးနေတာပြန်ပြီးကြည်တာကျွန်တော်စဲနေလူတွေအများကြီးရှိတာဒါမဲ့ ကိုနေအောင်ပြောသလိုဟုတ်ပြီနော်အာဒီလိုမျိုးပြောလို့ဆဲရလူတွေတေကြပေါ့တေကြပေါ့အဲ့လိုစကားမျိုးကျွန်တော်တို့အနုပညာသမားတယောက်ကတုံးပြန်တင့်တလားဦးနေအောင်အသက်ရွယ်နဲ့စဉ်းစားပါဦးနေအောင်လည်းဦးနေအောင်ခံယူချက်နဲ့ဦးနေအောင်သွားတယ်ကျွန်တော်ကျွန်တော်ခံယူချက်နဲ့သွားတယ်ဒါပေမဲ့ ဥရအောင်ပြောလို့ငါနဲ့မတူငါရန်သူဆိုတဲ့စိတ်မျိုး ਨੇ ဟုတ်ပြီနော်အာကျွန်တော်ပြောတယ်ကျွန်တော်ကိုဆဲတယ်ဒီလူတွေကျွန်တော်ပြန်ပြီးဥနေအောင်လို့မိုက်မိုက်ရန်ရန်ကျွန်တော်မဆက်ဆံဘူးကျွန်တော်လည်းပညာအများကြီးသင်ခဲ့ပါတယ်ဒီနေ့စစ်စစ်မှာကြောက်လေးပါပဲထပ်ပြီးကျွန်တော်စိတ်အရလောက်ရနေလို့ပြောမိရင်ကျွန်တော်ကြောက်ကျွန်တော်သိတယ်ကျွန်တော်စိတ်တည်ရိုင်းမိကုန်လိမ့်မယ် ကျွန်တော်တို့ဒီကောင်းတဲ့ဘက်ကိုပဲပွားကြမယ်ကောင်းတဲ့ဘက်ကိုပဲဥတည်ကြမယ်တိုင်းပြည်အတွက်ကောင်းတဲ့ဘက်ကိုပဲကျွန်တော်တို့ရှေ့ဆက်ကြမယ်ဆိုတဲ့စိတ်နဲ့ပဲကျွန်တော်တို့ ਨੇ ကောင်းတဲ့လူတွေပဲလက်တွဲပြီးတော့ကျွန်တော်ရှေ့ဆက်ကြမယ်ဗျမကောင်းတဲ့လူတွေ ਨੇ ဖတ်ပြီးတော့ကျွန်တော်တို့လိုက်ပြီးဖြစ်နေရင်ကျွန်တော်စိတ်တွေမှာအကုသိုလ်တွေဖြစ်ပြီးကျွန်တော်တို့ကမကောင်းတဲ့ဘက်တွေရောက်ကုန်နေမယ်ဆိုတော့ကိုလို့ရှာရှိတော့ကျွန်တော်တို့ဆက်လုပ်ကြမယ် နေ့ဒီနေ့မှာတော့ကျွန်တော်အလောက်ပဲစပ်ပြောရင်လည်းအကုန်လုံးရှုပ်ကုန်နေမယ်အဲ့တော့အချိန်နဲ့နေ့ကြောင်းနေနဲ့ပြောရမှာကျွန်တော်အခုလက်ရှိမရိကနိုင်ငံအချိန်ကြီးလေအားလုံးတည်ပြီးလောက်ပြီအဲ့တော့ကျွန်တော်တို့ဆိုရင်နေကြတဲ့သူတွေပဲဖြစ်ဖြစ်ဝမ်းသာနေကြလူတွေဖြစ်ဖြစ်ကျွန်တော်အချိန်နဲ့အပိတ်နဲ့ပြောချင်ပါတယ်ကျွန်တော်တို့မဆိုရင်ပါလေကျွန်တော်အရှင်ပြေးပါတယ်ဒီနေရာမှာကျွန်တော်ဒီလောက်လေးပဲပြောပြရစီ အချို့အကြောင်းအရာတွေကမဟုတ်ဘူးဆိုတော့ကျွန်တော်သိတယ်။မှန်မှန်ဘူးဆိုတော့ကျွန်တော်သိတယ်။ဘာကြောင့်လဲဆိုတာဒီအကြောင်းအရာကိုလည်းကျွန်တော်ရှင်းပြလို့ရတယ်။ဒါပေမဲ့ခုချိန်မှာရှင်းပြဖို့အချိန်နဲ့အကျန်းစောသေးတဲ့အတွက်ကြောင့်လို့ဒီနေ့ကအချိန်နဲ့လည်းမပေးသေးတဲ့အတွက်ကြောင့်မကျွန်တော်အမှန်တရားကိုတော့ဒီနေ့ကကျွန်တော် keep လုပ်ထားပြရစီ။အဲ့တော့ကျွန်တော်တော့မစိုးရိမ်ပါနဲ့။ကျွန်တော်အရှင်းပြပါတယ်။ဒါလေးတစ်ခုလည်းကျွန်တော်အတိပေးခြင်းပါ။ တနည်းအားဖြင့်တချို့တွေပေါ့နော်လက်ရှိအမေရိကန်နိုင်ငံအခြေအနေကဗင်းဒီးယားမြန်မာပြည်အားပြန်လာတော့မယ်အားဗင်းဒီးယားမြန်မာပြည်ပြန်ပို့ခံရတော့မယ်ထားပါတော့ဆိုတဲ့ဟာမျိုးဝမ်းသာကြပြီးကြိတ်ပြီးတော့ပျော်နေတဲ့လူတွေအတွက်တော့ကျွန်တော်ပြောပြစီကျွန်တော်တို့ရဲ့သွေးရဲပါတယ်ကျွန်တော်တို့သွေးရဲပါတယ်ကျွန်တော် shift lock ပေါ်နေပြောပြပါပဲကျွန်တော်မြန်မာနိုင်ငံကို ဘယ်တော့အခါမှပြန်လာမှာမဟုတ်ပါဘူးမိတ်ဆွေတို့ထင်လို့မြမပြီပြန်ဖို့ခံရတာပဲဖြစ်ဖြစ်ပြန်လာရတာပဲဖြစ်ဖြစ်ရှင်းရှင်းပြောမယ်စစ်အစိုးရလက်ထက်အောင်မှာအနိုင်ကျင့်ကံဖန်စီကံနှိပ်စက်ခံရပြီးတေးရမယ်ချာနီလောင်းကိုကျွန်တော်ရွှေ့လိုက်တော့အလားဆို ကျွန်တော်စိတ်ကိုပိတ်တနာနေပါပါ YouTube vlog ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပါစပ်ကတဲ့မပြောတာပါကျွန်တော်ရှင်နေမှာပြောနေတဲ့အကြောင်းအရာပိတ်သက်မြင်နိုင်ပါပါအញ្ញံခံမဲ့လူစားတယ်မှာကျွန်တော်မပါဒါကျွန်တော်ပြည်တော်ကိုပြလိုက်တဲ့ဂတိသစ္စာပါဒီနေ့ဒီဆက်မှာတက်လာပါပဲ